မင်္ဂလာပါသူက sharing ဘာမိ YouTube channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကတော့မလ23ရက်နေ့ Europa League ဒုတိယကြော့ပွဲစဉ်တွေကိုအဲကျွန်တော်ဒီကစားကြမယ်ဒီညမှာအဲကျွန်တော်အကြိုက်ဆုံး Europa League တပွဲကောင်း၃သက်ရွေးထုတ်ပေးသွားမှာဖြစ်ပါတယ်မနေ့ကမလ2ရက်နေ့မှာတော့ကျွန်တော်အကြိုက်ဆုံး ပီယက်ဝီဘော်ဒီကိုရွေးပေးတဲ့နေရာမှာအကျိုးမြတ်ပေါ့နော်ဟန်ဒရပါဆန်အပြည့်ခံစားခဲ့ရတယ်။ပွဲပြီးမှအာဆင်နယ်နဲ့ဗီယက်ပီကတူးတူးနဲ့တည်ကြသွားတယ်ပေါ့နော်။အဲတကယ်လည်းကျွန်တော်တို့ဒီအာဆင်နယ်နောက်သင့်ကိုတက်သွားပြီမဲ့လေပီယက်ပီဘော်ဒီအဲထိုးသားတွေကတော့ကျွန်တော်တို့ဒီအပြည့်အဝခံစားခဲ့ရတာဖြစ်ပါတယ်။ ျွန်တော်ရွေးပေးခဲ့တဲ့ပြည့်ပြည့်ပေါ်ရီတဲ့100%အောင်မြင်ခဲ့တယ်ပေါ့နော်ဒီတစ်ကောက်မှာလည်းကျွန်တော် စပါးနဲ့ဧကမပွဲစဉ်ကိုရွေးချယ်ပေးထားပါတယ်ဒီကောက်ယူရိုပါလိမှာကျွန်တော်ဒုတိယကြော့အဖြစ်စပါးကဧကမကိုအင်ဝင်းမှာဧကန်ကစားရမယ်ပေါ့နော်စပါးရဲ့အင်ဝင်းမှာကျွန်တော်ပေါက်ကြီးအနေနဲ့1မိုင်း40 3တေဖောက်ပေးထားတယ်ဝမ်မန်40ကပုံမှန်အားဖြင့်ကြည့်ရင်တော့ကျွန်တော်ပြင်းတယ်လို့ခံစားရပါတယ်ဒီနေ့တင်ပထမကြော့မှာအေခမာကသူ့အိမ်ခွင်မှာစပောက်ကိုဝမ်းသိနဲ့ရိုက်ထားတယ်ပေါ့နော် စပွားကိုဝမ်းသီးနဲ့ရိုက်ထားတယ်အဲခမာအတင်းရကျွန်တော်တို့ဒီတော်တော်ကျွန်တော်တိုက်ဆက်လဲကျွန်တော်ဒီကောင်းတယ်ပေါ့နော်တိုက်ဆက်ခံစေကွင်းလဲကျွန်တော်ဒီမျှတရယ်အဲကျွန်တော်အတင်းထဲမှာတော်တော်တောင်းတင်းနဲ့အဲကျွန်တော်ဒီလူစင်ရောဆက်ကွက်ရောရှိရလို့ပြောရမှာပေါ့နော်ဆက်ပါမှာတော့ဒီရာဒီမှာတည်တဲ့အတိုင်းပဲဆက်ပါရဲ့ဒီရာဒီလက်ရှိရွှေစံကကျွန်တော်ဒီလူနာစင်ပေါင်းများစွာနေပေါ့နော်လူနာပေါင်းများစွာနေဆက်ပါကဒီရာဒီမှာတော်တော်လေးကိုရုံးကန်နေရတယ်ပေါ့နော်ဒီရာဒီမှာပရီးမီးယားလိမှာဆိုဆက်ပါကမန်ယူနဲ့ နင်လားငါလားဆိုတဲ့အဆင့်မှာရှိနေတယ်ဗောနော်အဲ့ဒါဆိုတော့ဒီ Europa League ဆိုတာကစပါရောကျွန်တော်ဒီ Man United ရောနှစ်သင်းလုံးအတွက်ဗောနော်ဒါ Champion League ကိုဝင်ဖို့အတွက်ကျွန်တော်ဒီဖြက်လန်းလို့ပဲပြောရမှာဗောအဲနောက်ပြီးအဲကျွန်တော်ဒီ Quito ဘောက် လိုပုံစံမျိုးပဲဖြစ်နေပါရဲ့ဗောနော်အဲ့ဒါဆိုတော့နှစ်သိန်းလုံးအတွက်ဒီညကအရေးကြီးပါတယ်စပားကပိုပြီးရေးကြီးရလို့ပြောရမှာဗောနော်အိကမာအိမ်ကွင်းမှာအိကမာကစပားကိုဝမ်းသီးနဲ့နိုင်ခဲ့တယ်အဲ့ဒီအတွက်စပားကဒီရသည်အဲဒုတိယကြော့သူ့အိမ်ကမှာအနေအနေဆုံးတူးစီးနဲ့နိုင်မှာတက်မှာပေါ့နော်အဲဒါကြောင့်ကျွန်တော်ပေါက်ကြီးရဲ့လဲ1.40တတိတတိတည်ဆိုပြီးဖောက်ပေးထားတယ်ကျွန်တော်စိတ်တင်ဒီပေါက်ကြီးကကျွန်တော်တို့စပါးနှစ်ခုပြတ်ဖို့ဟိုကျွန်တော်တို့လိုနေပေမဲ့လဲပေါ့နော်လုံးဝကြီးခိုးပြတ်ပြန်တီးဖို့ဆိုတာကတော်တော်ခက်မယ် စပါတိုက်ဆက်မှာတော့ကျွန်တော်တို့ဒီဆွန်ယောင်မင်းဆိုလန်ကီဆိုလန်ကီလို့ပြန်ပါလာတယ်ပေါ့နော်တိုက်ဆက်ကမစိုးလို့ပြောပြမိမယ်စပါနောက်တန်းကတော့တော်တော်လေးကိုအဲကျွန်တော်တို့ဒီခြာသူးလန်ရဲ့အစင်းထဲမှာပါတယ်ပေါ့အဲ့တော့ဆိုတော့စပါကအင်ကွင်းမှာတော့တိုက်ဆက်အားပြုတ်ပြီးတော့ပွင့်ကစားလာမှာပဲပေါ့နော်ဧကမာကတော့သူ့ရဲ့အင်ကွင်းမှာ1စီးနဲ့ နိုင်လာတာဖြစ်တဲ့အတွက်ခန်းသစ်ပိတ်ဆော့လာမယ်လို့ကျွန်တော်မြင်မိရယ်စပါတကူရပြီဆိုရင် စပါတကူရပြီဆိုမှအိကမာကဒါပြန်တိုက်မယ်အနေအထားမျိုးတွေ့ရတယ်ဗောနော်အဲ့ဒါဆိုတော့ဒီ body goal ဘောင်းကိုရှင်းကြည့်မယ်ဆိုရင်1.40 3.3ဆိုတဲ့ဝင်းကျင်မှာကျွန်တော်အနေနဲ့အဲစပါနကူပြတ်ဖို့ကျွန်တော်ဒီ ခဲရင်ပြီးတော့အခက်မှအနေနဲ့လေသတိတည်ဆိုတဲ့ကိုပေါင်းဝင်းကျင်မှာတကူပြန်ရနိုင်နေဆိုတဲ့အနေထားမှာရှိမယ်ပေါ့နော်။ဘာလို့လဲဆိုတော့ပထမကြော့မှာ1စီးနဲ့ကိုအောက်ထားတာတောင်မှကျွန်တော်တို့ဒီပထမကြော့ရဲ့ကိုပေါင်းကြီး3 plus 40ထက်တောင်မှခြေပြင်းပြနေရပေါ့နော်။သတိတည်အနေနဲ့ကိုပေါင်းကြီးခြေပြင်းပြနေတဲ့ body သေးအနေထားမှာဆိုရင်လည်း1 minus 40ရှိနေတဲ့အနေထားမှာနှစ်သင်းလုံးကျွန်တော်အနေနဲ့ကိုရမယ်လို့မြင်မိရယ်။စဘာကလည်းအိမ်ခွင်းမှာဖွင့်တိုင်မယ်ပေါ့နော်။စဘာတကူရရင်အကမာကလည်းကျွန်တော်တို့ပြန်ဖွင့်တိုင်မယ်အနေထားမှာရှိတယ်။နှစ်သင်းလုံးကလည်းကျွန်တော်တို့ဒီ light set ကောင်းနေတဲ့အနေထား မှာရှိတယ်စပါးဆိုလဲစပါးဆိုလဲကန်စစ်ကကျွန်တော်ယောဒီယောရဲ့ဆိုတော့ဒါဂိုးလဲပေးရနိုင်တယ်ဂိုးလဲရနိုင်တဲ့အနေထားမှာနှစ်သင်းပေါင်းအတွင်းကိုအများကိုပဲကျွန်တော်အနေနဲ့ကြိုက်တယ်ပေါ့နော်အဲဒါဆိုတော့ဒီယူရိုပါလိအဲဒီဒုတိယကြောက်ပွဲစဉ်အနေနဲ့စပါးနဲ့အကမာပွဲစဉ်မှာအဲဂိုးပေါင်းအပေါ်ပေါ့နော်ဂိုးပေါင်းအပေါ်လေးကိုစွန့်ဝင်သားပါတယ်အဲဒါဆိုတော့သူသားရဲ့အတွက်ပေါ့နော်ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့ဂိုးပေါင်းအပေါ်ပဲဖြစ်ပါတယ်